Bon Frodo ရဲ့ opening ceremony ခန္ဓာအောင်မြင်စွာဖွင့်လှစ်ကြောင်းကြီးညာအပ်ပါれခမညာလုံးလုံးတာကတော့ညီမကွန်ပျူတာကျောင်းသူဘွားပေါ့နော်အသက်16နှစ်ထဲကစပြီးတော့လုပ်ခဲ့တာပေါ့နော်လုပ်ခဲ့တာပေါ့ညီမကဒီပေါ့ ဟိုဝါသနာကိုဖြစ်ပါတာကကြတော့ဒီကွန်ပျူတာတက်ကတူတက်ရင်းနဲ့ပေါ့နော်ပိုတိုကလပ်ဝင်တော့ပေါ့နော်ပိုတိုပိုတိုကလပ်ဝင်တော့ပိုတိုကလပ်ထဲမှာဟိုပိုးပါခဲ့ပေါ့နော်ဒီဖုန်းလေးနဲ့ပဲစပြီးတော့အကုန်လုံးကိုလေ့လာပြီးတော့ ကြည့်ကြည့်ရှုခဲ့တယ်ပြီးလို့ရှိလို့ရှင် YouTube တွေကိုကြည့်ပြီးတော့ကိုယ့်ကိုလုတ်ခဲ့တယ်ကင်မရာဝယ်တဲ့အခါမှာလဲပေါ့နော်ဒီကင်မရာဝယ်တဲ့အခါမှာလဲကင်မရာကဟိုပေါ့အိမ်ရပေါ့နော်အမေကပထမဆက်စားခြင်းတော့ကိုယ့်အသိမယုံကြည်ဘူးပေါ့နော်မယုံကြည်ရဲ့အခါမှာကိုယ့်ရဲ့ဒီလက်စွပ်ကလေးကိုပဲပေါ့နော်ပါရောင်းပြီးတော့ပေါ့နော်ကင်မရာပေါ့အဲဒီ Sony ပေါ့၄သိန်းတန်လေးကိုနည်းနည်းစတင်ခဲ့တယ်ပေါ့နော် တာချင်းညီမလိုကားကရတာတော့900နဲ့ပေါ့နော်တပုံ900နဲ့ရတယ်ကြောက်မယ်အတိမဲ့ပြူလာတဲ့အခါမှာအဝေးရနေပြီးတော့ဒိုက်တဲ့လူတွေတောင်မှပေါ့နော်2000 3000ရတယ်ညီမဆိုင်ကယ်ကြီးနဲ့နေပူမရမိုးရမရှောင်းသွားပြီးတော့ရိုက်ခဲ့တဲ့အချင်းတွေလည်းရှိရပါတော့ ကျဲခွာပြုလုပ်မဲ့ခန္ဓာကြီးကတော့ Moon Photo Studio ရဲ့ Grand Opening Ceremony ခန္ဓာကြီးပဲဖြစ်ပါတယ်။ Moon Studio မှာဆိုရင် Japan Video, Indo Audio ရိုက်ကူးများအလူပွဲအကျိုးမင်္ဂလာပွဲကျိုးရိုက်ကူးများနဲ့ဘွဲပုံနဲ့အလှတက်ပုံရိုက်ကူးများကိုတည်တည်လှပခန်းလာတဲ့အပြင်စင်များတဲ့သူစိတ်တိုင်းကြရိုက်ကူးပုံပေါ်နိုင်တော့မှာဖြစ်ပါတယ်။မင်္ဂလာရှင်ချောင်းရောက်ဖြစ်တဲ့အတွက် Moon Photo Studio ရဲ့ 我把你生日的开呢，奥米苏阿普的叫今年阿爸的可呀。 ုပ်လုပ်တာကတော့ညီမကွန်ပျူတာကျောင်းသူဘဝပေါ့နော်အသက်19နှစ်ထဲကစပြီးတော့လုပ်ခဲ့တာပေါ့နော်လုပ်ခဲ့တာပေါ့ညီမကဒီပေါ့ဟိုဝါသနာကိုပါတာကကြတော့ဒီကွန်ပျူတာတက်ကတူတက်ရင်းနေပေါ့နော်ပိုတိုကလပ်ဝင်တော့ပေါ့နော်ပိုတိုပိုတိုကလပ်ဝင်တော့ပိုတိုကလပ်ထဲမှာဟိုပေါ့ပိုးပါခဲ့ရေပေါ့နော်ဒီဖုန်းလေးနဲ့ပဲစပြီးတော့အကုန်လုံးကိုလေ့လာပြီးတော့ ်ကြည့်ရှုခဲ့တယ်ပြီးလို့ရှိလို့ရှိရင် YouTube တွေကိုကြည့်ပြီးတော့ကိုယ့်အကိုလုတ်ခဲ့တယ်ကင်မရာဝယ်တဲ့အခါမှာလည်းပေါ့နော်ဒီကင်မရာဝယ်တဲ့အခါမှာလည်းကင်မရာကဟိုပေါ့အိမ်ရပေါ့နော်အမေကပထမဆက်ဆက်ချင်းတော့ကိုယ့်ကိုအိတ်မယုံကြည်ဘူးပေါ့နော်မယုံကြည်တဲ့အခါမှာကိုယ့်ရဲ့ဒီလက်စွပ်ကလေးကိုပဲပေါ့နော်ပါရောင်းပြီးတော့ပေါ့နော်ကင်မရာပေါ့အဲဒီ Sony ပေါ့၄သိန်းတန်လေးကိုနည်းစတင်ခဲ့တယ်ပေါ့နော် ဆက်ဆချင်းတော့ဟိုဟာ customer တွေအတွက်ကိုညီမပဲဒီ YouTube ကနေပြီးတော့ပဲကြည်ပြီးတော့ပဲပေါ့နော်အကုန်လုံးကိုအဲဟိုဟာဒီကင်မရာနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကိုလေ့လာပြီးတော့လုပ်ခဲ့ရပေါ့နော်ဟုတ်ဟုတ်နောက်ပိုင်းကျတော့ကိုကဒီဘယ်လိုပြောရမလဲတစ်နှစ်တည်းတစ်နှစ်ပေါ့နော်ညီမ update တွေလုပ်တယ်ဟို customer တွေနေရာနေကြည်ပြီးတော့ပေါ့နော်အဲကို့ customer တွေကဘယ်လိုမြင်သေးခြင်းလဲပြီးတော့ဘယ်လိုတွေ update လုပ်သေးခြင်းလဲကိုကိုကိုအများနဲ့သုံးသက်ပြီးတော့ပဲညီမအဲ့လိုမျိုးဘယ်လိုပြောရမလဲ ဟိုပြို့သခဲ့ရတာပေါ့နော်ဟုတ်အဲဒီတနေ့တနေ့လဲညီမ update တွေအမြဲနဲ့တွတ်တွတ်လုပ်တယ်ပေါ့နော်တင်တန်းနေတက်တယ်ညီမမလုပ်တဲ့နေ့ဆိုမရှိဘူးပေါ့နော်ဒီလင်းနေ့အတွင်းမှာဟုတ် ပထမဆုံးအနေနဲ့ဘုန်းဘောတော်ဒီဝတနာပါရလို့ကိုယုံကြည်နေအဲလက်ခွင့်ပေးခဲ့တဲ့မ ဆက်လာခြင်းညီမလိုဘားကရတာတော့900နဲ့ပေါ့နော်တပုံ900နဲ့ရခဲ့ကြောက်မလဲအတိမဲ့ပြူလာတဲ့အခါမှာအဝေးရနေပြီးတော့ဒိုက်တဲ့လူတွေတောင်မှပေါ့နော်2000 3000ရနေညီမစိုင်းကြီးနဲ့နေပူမရမိုးရမရှောင်းသွားပြီးတော့ရိုက်ခဲ့တဲ့အခြေအနေလည်းရှိရပေါ့နော်ဟုတ်ဒါကဥပဒေရေးချင်တာဖြစ်ပါတယ်။ဟောင်းကောင်ကဲဒူးစုံစတင်ပြီးတော့လိုက်ဖြစ်ပါတယ်။ အော်ပြောရမယ်ဆိုရင်ပြီးတော့နိုင်ဆောင်တစ်ခုရဲ့ပြောရမယ်လူမှတ်တိုင်တစ်ခုပေါ့နော် non story ရောရဲ့မှတ်တိုင်တစ်ခုပြောရမယ်အောင်မီဆက်ဆက်ချင်းခြေလန်းစားတဲ့နေရာပဲဖြစ်ပါစေလို့ဒီထက်မကပို့ပြီးတော့ဟိုအောင်မီအောင်ထက်ပို့ပြီးတော့ကောင်းတဲ့အရာတွေကိုလည်းဖြတ်ပြီးတော့လုပ်ပြပေးပါအောင်လို့ဒီပြည်ကနေပြီးတော့ဒီနေရာနေပြီးတော့ဒီမလေးကိုပြောချင်ပါသေးတယ်။တဲ့ငယ်လေးနဲ့ရှင်နေဒီနေရာကြည့်ရအောင်အဲဆူရီယိုကြီးဖုန်းနေတာရဲ့အခက်အခဲတွေကြားရရင်ရုံးကန်စိုးစားပြီးတော့အဲကိုဆူရီယိုကြီးကိုဖုန်းနိုင်တဲ့ ကျွန်တော်ရဲ့မမလာဟုတ်ဒီနေရာတွေပြီးတော့အများကြီးခေါင်းယူပါတယ်လို့ပြောစင်ပါလေဘယ်လောက်ထိရင်ခုန်စိတ်လှုပ်ရှားခဲ့ရလဲဆိုတော့ ကင်မရာကြောင်းလည်းဘာမှမသိသေးဘူးပေါ့နော်ဒီ YouTube ကနေ professional အကိုတွေဟိုတင်ပေးတဲ့ဟာတွေအကုန်လုံးပဲလေ့လာပြီးတော့ကိုယ့်ဟာကိုယ်ရှောက်လောက်တာပေါ့နော်အဲပြီးလို့ပြီးတော့ရှင်လို့ရှင်ညီမမအဲ့လို color တွေလွဲတာတွေဟိုသူများတွေကနင့်ကနင့်ခါလာကြီးကဒီလိုမျိုးဖြစ်နေတယ်ဝါနေတယ်ဘာညာအဲ့ဓာတွေကိုပဲပေါ့နော်ဟိုသူတို့ပြောတဲ့ဟာတွေကိုတုံးတက်ပြီးတော့ပဲကိုယ့်ကိုယ်ကိုတဖြည်းဖြည်းစူးစမ်းလာခဲ့ရေပေါ့နော်ဟိုဖုန်းနဲ့ရိုက်တဲ့အခါမှာကျတော့ညီမတို့ကဒီမတူဘူးပေါ့နော်ကင်မရာနဲ့ရုပ်ထွက်နေဖုန်းနဲ့ရုပ်ထွက်နေကတော့မတူဘူးပေါ့နော်သက်သာပိုင်းရင်းတော့ဒီကင်မရာနဲ့ရိုက်တဲ့ပြီးတော့ပဲဖုန်းနဲ့အက်ဒစ်တဲ့အခါမျိုးကြတော့စိတ်တိုင်း င်းကြမှုရှိခဲ့ဘောเนาะအဲ့ဒီလက်တော့ဝယ်တယ်ပြီးလို့ရှိရင်သင်တန်းတက်တယ်အဲ့ခါမျိုးကြတော့မှာပဲညီမစိတ်တိုင်းကြမှုရှိခဲ့တာဘောเนาะဟုတ်ကဲ့ဘယ်ချင်းနေမှရောက်ခဲ့လဲဆိုတော့ညီမဒီလင်းနေအတွင်းပေါ့နော်လင်းနေအတွင်းစူးစမ်းခဲ့ရတာဆိုတော့ဟိုသူများတွေအဲ့လိုမျိုးနှစ်ချေလာများဟိုခံခဲ့ရတဲ့တိခတ်မှုတွေရင်းကျယ်မလို့ဖမ်းနေပေါ့နော်ဟိုလိုရင်းကျက်ခဲ့ရတဲ့အပိုင်းတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးစိတ်ပိုင်းဆိုင်ရာတွေအကုန်လုံးပြင်ဆင်ပြီးတော့ပေါ့ညီမစူးစမ်းခဲ့ရတာပါရှင်ဟုတ် ဟုတ်ကဲ့ဟိုဘယ်လိုပြောရမလဲသူများထက်ပိုပြီးခံရခဲ့ရတယ်ပေါ့နော်ဟုတ်သူတို့များရဲ့အထင်သေးမှုတွေအထင်သေးမှုတွေမဖြစ်အောင်ညီမကိုယ်တိုင် update တွေလုပ်တယ်အဲ့လိုမျိုးပေါ့နော်အကုန်လုံးပဲအဲ့လိုမျိုးပေါ့ကိုယ်တုတ်ပြန်လာရင်လည်းကိုယ်ကလူငယ်ဆိုတော့ပေါ့နော်အဲ့လိုတုတ်ပြန်ခြင်းနဲ့ပေါ့ဒါပေမဲ့ညီမရဲ့ဟိုဒီဘယ်လိုပြောရမလဲဒီဝါသနာကိုအရင်ခံတဲ့စိတ်နဲ့ငါဒီနေ့ကိုဒီလိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ပဲကြိုးစားလာခဲ့ရတာပေါ့နော်ဟုတ်ကဲ့ ြောရမလဲကိုဝါသနာပါတာကိုပေါ့နော်အဆင်ပြေသည်ဖြစ်စေအဆင်မပြေသည်ဖြစ်စေနောက်ပြန်မလဲပဲနဲ့ပေါ့နော်ကြိုးစားပါပြီးလို့ရှိရင်ဟိုအဆင်မပြေဘူးဆိုတာနဲ့ကိုဝါသနာကိုမရက်တန့်နိုင်တယ်ပေါ့နော်အဓိကစိတ်ပိုင်းဆိုင်ရာပေါ့အဲစိတ်ပိုင်းဆိုင်ရာမှာ emotional တိုင်းမဖြစ်နဲ့ပေါ့နော် emotional တိုင်းမဖြစ်နဲ့ဟိုရေးကိုမရေးကျက်ဘူးဆိုရင်တောင်မှပဲကိုကအဲ့လိုမျိုးပေါ့ငါဒီလိုဖြစ်ရမယ်ဆိုတော့ကိုရဲ့ဝါသနာရည်မှန်းချက်ကိုဦးတီဗီတိခန့်ပြီးတော့ပဲပေါ့နော်ကြိုးစားပါလို့ပြောချင်ပါတယ်ရှင် ားဖြစ်ကတော့ဘောနော်ဒီမွန်းလာယုံနဲ့ lesbian bike အပြည့်ဝရရှိမယ်လို့ဘောနော်ညီမအာမခံပါတယ်ပြီးလို့ရှိလို့ရှိရင်ခေါင်းစာချေစုံခဏကအစအကုန်လုံးဘောနော်မွန်းတို့ရှိမှရနိုင်ပြီအဲပြီးလို့ရှိရင်ဟိုမြမမှုဆိုလဲစတင်နေအပြည့်စုံပြီးလို့ရှိရင်အနောက်တိုင်းအောက်တို့အင်ဒိုပြီးတော့ဗီဒီယိုကအစဘောနော်အကုန်လုံးရနိုင်တယ်ဘောနော်အဓိကလူလာယုံပဲဘောနော်တကယ်ကိုလေသူတို့လိုချင်တဲ့ကာလာဘန်းအနေထားပေါ့နော်အကုန်လုံးရရှိအောင်ညီမတို့ဘက်ကအကုန်လုံးပြင်ဆင်ပေးထားပါရှင့် ဖြစ်လာတယ်ဆိုတာလည်းပေါ့နော်ဒီလိုဖြစ်လာတယ်ဆိုတာလည်းမိုးနိုးမိုးရဲ့ဒီဘယ်လိုပြောရမလဲစေတနာတွေပေါ့နော်ဟိုဘယ်လိုပြောရမလဲဒီကြီးမဲ့ဝါသနာကိုရင်းခံပြီးတော့ customer တွေကိုတယောက်နဲ့ဟို customer တွေကိုတစ်နှစ်တစ်နှစ်အကောင်းဆုံးပေးခြင်းနဲ့စေတနာစေတနာရေးကြောင့်ဒီလိုဖြစ်လာတာပါဟိုရခဲ့တဲ့ဟာတွေအကုန်လုံးပေါ့နော်စူးစမ်းခဲ့သမျှရတဲ့အားလုံးကလည်း customer တွေအားလုံးအတွက်ပဲလို့ဟိုကပြောချင်ပါတယ်ရှင်